မင်္ဂလာပါ next computer သင်တန်းကနေကြိုဆိုပါရစေခဏိတ်ပြမျှဝေချင်တာလေးရတော့ဆဲနဲ့ဆဲလေးတွေကိုနာမည်ပေးတာလေးပေါ့နော်အော်ဒီသူ့မှာမူရင်းရှိပြီးသားနာမည်ပြင်ကိုပေးချင်တဲ့နာမည်လေးတွေကိုပေးလို့ရတယ်ဆဲတစ်ခွက်ထဲမှာမဟုတ်ဘူးဆဲ range light လေးပေးချင်တယ်ဆိုရင်သူပြပြလို့ရတယ်ပေါ့နော်ဆဲလေးတွေနာမည်ပေးခြင်းအပြင်အဲတခြားရှိကိုရောက်နေလေးစီတို့ကတို့ရဲ့ဒီဆဲနာမည်လေးကိုခေါ်လိုက်တာနဲ့ပေးထားတဲ့နာမည်ပေးထားတဲ့ရှိကိုရောက်သွားပြီးတော့သူက ပေးထားတဲ့ဆဲဘွက်မှာ auto highlight လေးပြပေးတယ်ပေါ့နော်အဲ့တော့တို့ကဘယ်လိုလေးတွေလုပ်လို့ရလဲဆိုရင်စူပါဆိုတို့ကနမူနာပေါ့နော်အဲ့တော့တို့ကဒီဆဲနာမည်ပေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင် solution ပေးပြီးတော့ဟောဒီလို manual ပေးခြင်းလည်းရတယ်စူပါဆိုတို့က spot type ကိုခေါ်လိုက်တာနဲ့အဲ့တော့ spot type ဒီ e2 is to e6 ဒီသူ highlight လေးပြပေးတာလေးရခြင်းလည်းပေါ့နော်ဒါဆိုလို့ရှိရင်တို့ကဒီမှာ name box လေးရှိတယ်ပေါ့နော် name box လေးမှာတို့ကအဲဒီမှာ spot type ဆိုပြီးတို့ကနာမည်ပေးလိုက်မယ်ပေါ့နော်အဲ့ဒါဒီခေါ်လိုက် ါဆိုလို့ရှိရင်တို့ကအဲဒီနေရာမှာတို့က sport type ကိုသွားရည်တဲ့အချိန်ကျရင်တို့က speed bar နေတာပေါ့နော်တို့ speed bar နေတာလက်မခံဘူးအဲတို့ကဒီဆက်ရည်ရင်မြို့ဆိုသူ့ under school လေးနဲ့တို့ကရစ်ပြရတယ်ပေါ့နော်ဆိုရင် under လေးခေါက်လိုက်ဟုတ်ပြီဒီလိုဆိုရင်တို့ကအဲဒီ sport type လေးကိုတို့ကတခြားရှိကနေတို့ကသွားပြီးတော့ခေါ်ကြည့်မယ်နော်မြို့ရှိလေးတို့ကနေသွားပြီးတော့ခေါ်ကြည့်ဟုတ်ပြီဒါဆိုရင်တို့ကတို့ရဲ့ name box မှာ sport type လို့ခေါ်လိုက်တာနော်ခုနကတို့ရဲ့ဒီရှိမှာလာပြီးတော့ sport type လို့ပေးထားတဲ့ sell range တွေကိုတခါတည်း auto highlight ပြတယ်เนาะအဲ့တော့ဒီမှာလည်းအလားတူပဲအဲတို့ကဒီအဲဒီ demo လေးတွေကိုတို့က player လို့နာမည်ပေးခြင်းတယ်ဒါဆိုလို့ရှိရင်အဲ player လို့တို့ကပေးလိုက်ရတယ် enter ခေါက်လိုက်အဲ့တော့တခြားရှိရနေတို့တွေလမ်းခေါ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်တို့ဟာဒီမှာအဲ player ပေါ့နော်ဒီလိုလေဒါဆို player ကိုခေါ်လိုက်တာ ਨੇ player အတွက် selection ပေးထားတယ်သူရဲ့ range light ကိုသူက ေးသွားတယ် highlight ပြသွားတယ်ပေါ့နော်ဒီလို manual သွားပြီးတော့မပေးချင်ဘူးဆိုရင်သူရဲ့ဒီ formula tab အောက်မှာသူ name manager ဆိုတာရှိတယ်ပေါ့နော် name manager မှာသူကအဲဒီ cell တွေကိုသူကတို့ login လို့သူကနာမည်ပြီးလို့ရတယ်အသစ်ခေါ်ပြီးလို့ရတယ်နော်အသစ်ခေါ်ပြီးလို့ရတယ်ပြီးရင်သူကဘာလုပ်လို့ရလဲဆိုရင်ဒီကောင်နေ edit လုပ်ပြီးလို့ရတယ်ပြီးပြီးသားတွေအမှ edit လုပ်ချင်လုပ်လို့ရတယ်ပြီးရင်တို့ပြီးထားတယ်သူရဲ့ cell name တွေကိုသူကလည်းဖြတ်လို့ရတယ်နော် name manager ဒါလေးတွေကသူက wiyar sai na mele yau ko wiyar kuma